မာပြည်သူလူထုအရင်ကတည်းကလိုလားကောင်းတာတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဒီဒါရခင်ကလည်းတမတော်ရဲ့ပေါ်ဆောင်မှုနဲ့တူလို့ရရှိခဲ့တယ်။လဲလိမ့်မယ်ခိုးမှုတွေကြောင့်တမတော်အနေနဲ့နိုင်ငံတော်ထောင်ဝင်ရယူခဲ့တယ်။ခုချိန်မှာလည်းမဟာပြည်သူလူထုတို့ရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတူလို့နေဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းကိုဒါတတိယပါလို့ပါပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံဟု နက်စကုတ်ကထပြောမြန်မာနိုင်ငံအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားဖို့လက်ခံတယ်လို့နက်စကုတ်ကထနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနဲ့80ပြည့်အထိမ်းအမှတ်စီရေးပြခန္ဓာကိုတက်ရောက်ခဲ့တဲ့နက်စကုတ်ကထနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအထူးလေရင်ပေါ်မှာမီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရမှာထဲသွင်းပြောကြားခဲ့တာပါမိမိအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားဖို့လက်ခံထားပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုအခုနှစ်ကုန်မှာဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်းရှင်းပြထားပြီးဖြစ်တယ်လို့လည်းဘူချုံမူကြီးမေအောင်နိုင်ကပြောပါတယ်မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးရုရှားခီးစဉ်တွင်နိုင်ငံကောင်းဆောင်တချို့နဲ့တွေ့ဆုံဆွေးနွေးရမှာဆွေးနွေးတဲ့သူအားလုံးကလက်ခံပြီးတော့အားပေးထောက်ခံမှုရှိတာကိုတွေ့ရတယ်လို့လည်းဆိုပါတယ် ဒါအပြင်နိုင်ငံတော်ကာကွယ်ရေးအင်အားရှိဖို့တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်တဲ့တွေအခုထက်ရှိအောင်ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။ဒါမှသာပြည်သူတွေအားလုံးဟာမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်မှာဖြစ်ပြီးဖွံ့ဖြိုးတိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်မယ်ဆိုတာလည်းတွေ့ရတယ်လို့ပြောကြားခဲ့ပါတယ်။